Seung sikan surah. Minda keruna jika miro luar ini ap sedih. Nurwari jama sebu, lokatari jama sebu, sejema amya mebya taraga minda. Majama ma yoga wirna ap ဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေဆင်းရဲဒုက္ခသက်သာစေအောင်ပြုစုကုသပေးတာကကရုဏာမေတ္တာနဲ့ကရုဏာယောဂပြောက်ခြင်းပြီးတော့ဆေးုံကဆင်းသွားတဲ့အခါမှာဝန္တကြည်နူရတဲ့ပုရိတာယောဂကကျွမ်းနေလို့ကုသလို့မရတော့ဘူးဆိုတဲ့အခါမှာသဗ္ဗိတ္တကာမတကဩတရဝရီရဲ့အကန့်တိုင်းမှာပဲလို့ Lidi shula yaraga upeka. Loga jima amyasu surah suraha. de saita surah Kutan nama amyana pate biro poni de ti saita limyu. Eraha piyama wihara. Piyama sura de wihara. Nitaimu. Nitaimu. ဒီစိတ်ဓာတ်နဲ့နေထိုင်လို့ရှိရင်စိတ်ဓာတ်ကမြင့်မြတ်သည့်အတွက်ကြောင့်စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်လည်းမြင့်မြတ်သွားတယ်။ဌာနီနဲ့ဌာနလို့ခေါ်တာပေါ့။စိတ်ဓာတ်ကမြင့်မြတ်တဲ့ဆိုရင် ပုဂ္ဂိုလ်လည်းမြင့်မြတ်သွားတယ်။အဲ့တော့မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့စေယုံစေကံမဟုတ်တဲ့နေရာကလည်းပဲဒီတိုင်းပဲမြင့်မြတ်တဲ့စိတ်ဓာတ်နဲ့နေလို့ရတယ်။ တ္တဝါအလုံးချမ်းသာကြပါစေဘဝအစဉ်ပြေကြပါစေကောင်းကျိုးချမ်းသာရကြပါစေဆိုတဲ့အမုန်းကင်းစင် ကောင်းကျိုးရှင်နဲ့စိတ်တက်အစင်တော်ရဖြစ်နေဦးစင်တော်ရအစိုးဒီမှာပုဂ္ဂိုလ်တို့ကိုဖြစ်စေလောကကြီးကိုဖြစ်စေအာယုန်ကြည့်မိတဲ့အခါမှာမုန်းတဲ့စိတ်နဲ့မကြည့်ပဲနဲ့ကောင်းစားစိတ်ရဲ့စိတ်နဲ့ကြည့်ဖို့ အဲ့ဒါကိုမေတ္တာမျက်လုံးနော်မေတ္တာမျက်လုံးမေတ္တာမျက်လုံးပြုံးသောမျက်နာမေတ္တာစိတ်နဲ့ကိုယ့်ရဲ့ပြုံးရှင်နဲ့အမြင်နဲ့လောကကြီးတစ်ခုလုံးကိုကြည့်ဖို့ဒီကနေ့နေ့ဥကာလအခသမယမှာ2020ခုနှစ်ဇန်နဝါရီတရနေ့အမှာစပြီးတော့ ငါဘသူကိုမှအမုန်းစိတ်မုန်းတဲ့မျက်လုံးနဲ့မကြည့်ပါဘူးအကျိုးစီပါလို့လာတဲ့မျက်လုံးနဲ့ပဲကြည့်ပါမယ်လို့အဋိဋ္ဌံအောင်မြင်အောင်လုပ်နိုင်ရင်အမတမတမှုရှိမယ်။ဘာလို့လို့ဆိုရင်နှစ်ထောင်နှစ်ဆက်ဒီကုဆိုရက်နေဥကလာဒီကနေ့ရောက်လာတယ်။အချိန်တစ်ခုရပြောမယ်ဆိုရင် 2023ခုနှစ်တည်ရေပေါင်း365ရက်ပြည်လူတနှစ်တာကုန်ဆုံးသွားပြီလူတွေသတ်မှတ်ထားတဲ့တနှစ်တာကုန်ဆုံးသွားပြီခုဒီကနေ့နောက်ထပ်365ရက်နဲ့ဖွင့်စည်းထားတဲ့2024ခုနှစ်ဟာဒီနေ့ဒီကနေ့ကိုရောက်လာအခုဆုံးကိုရောက်လာ ည်းဆိုတာအချိန်မင်းကိုပဲပြောတာဖြစ်တယ်ရက်ပေါင်း365ရက်နဲ့ဖွဲ့စည်းထားတဲ့2024ခုနှစ်ကိုဒီကနေ့စတင်အဲ့တော့စတင်လိုက်တဲ့အခါမှာ လူတိုင်းလူတိုင်းအတတိတရားထားရမှာတော့2023ခုနှစ်ကတော့ပြန်ယူလို့မရတော့ဘူးပြီးသွားပြီ အဲ့တော့အချိန်တွေဖြတ်ကျော်ခဲ့ပြီကုံဆုံးသွားပြီအခု2024ခုနှစ်ကိုတစ်ကစလာပြီ665ရက်ကိုတစ်ကစလာပြီဆိုတော့ဒီနှစ်အတွင်းမှာတို့ဘာလုပ်မလဲအကောင်ဆုံးဖြစ်အောင်ဘယ်လိုနေမလဲအကျိုးရှိအောင်ဘယ်လိုနေမလဲဆိုတဲ့အပမဒတတိတရား တနစ်လုံးမှာအပမရာဆိုတဲ့တတိနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့ပေါ့နော်တတိရှိမှကြိုးစားဖြစ်မှာဖြစ်တယ်တတိရှိုံနဲ့မပြီးဘူးတတိကအမှရတာကိုလိုအမယ်ကိစ္စကိုအမှရတာလုံးရမှာတော့ပညာနဲ့ဝိရိယနဲ့ဆောင်ရွက်သွားမှာဖြစ်တယ်တတိကတော့ဆုံးသီးပေးတာများတာဖြစ်တယ် အဲ့တော့အပမရဆိုတဲ့တတိတရားကဆုံးစည်းပေးလိုက်တဲ့အခါမှာ2024ခုနှစ်မှာကိုယ်မှာစိတ်ပွားဥစ္စာဖြစ်စေကုသိုလ်ဖြစ်စေအသိပညာဖြစ်စေအကောင်းဆုံးဆိုတဲ့အရာတွေကိုရအောင်ယူထပ်ဖို့လုပ်ရပေါ့။ဒါမို့ဆိုရင်အကောင်းဆုံးကိုမရလိုက်ဖဲနဲ့အချိန်တစ်ခုကအကုန်ဆုံးသွားနိုင်တယ် တနေ့ပြီတနေ့ကုံဆုံးသွားပါပဲအဲ့ဒါကိုတတိထားပြီးတော့အခု2024ခုနှစ်မှာတို့အကောင်းဆုံးဖြစ်အောင်မလုပ်မလဲစိတ်နေသောတာနဲ့ပြောမဆိုရင်တနေ့တာကလပတ်လုံးဘသူ အပေါ်ပဲဖြစ်ဖြစ်မေတ္တာမျက်လုံးနဲ့ပဲကြည်ပါမယ်အမုန်းနဲ့မျက်လုံးနော် မျက်လုံးကလည်းပဲကိုယ်မှရှိတာတော့ဟုတ်တယ်စိတ်တအားရရောသာ မုံနဲ့စိတ်ပေါ်လာလို့ရှိရင် မျက်စောင်းထိုးကြည့်တယ်နော်မေတ္တာပေါ်လာတဲ့အခါမှာပြုတ်ပြီးတော့ကြည့်တယ်ကြည့်ဖို့ညာကွာသွားတယ်ဗောအဲ့တော့မုံနဲ့စိတ်နဲ့မျက်စောင်းထိုးကြည့်တာတို့စိုက်ကြည့်တာတို့အဖြစ်စရာမေတ္တာမျက်လုံးနဲ့တပည့်သားရဲ့အကျိုးစီးပွားကိုစဉ်းစားပြီးတော့ကြည်ပါမယ်ဆိုတဲ့ တဏိဌံတစ်ခုချတာတတိရှိနေပြီးတော့အဲ့ဒီတိုင်ဖြစ်အောင်ကြိုးစားအားထုတ်ဖို့ဆိုရင်တနည်းလုံးအတွက်မေတ္တာနှလုံးသားနဲ့เนาะပြည့်နေတဲ့ပုဂ္ဂိုလ်ရဲ့ဖို့စိတ်မချမ်းသာမှုဆိုတာရောနေတော့မှဖြစ်တယ်မေတ္တာဆိုတာအမုန်းကင်းစင်တဲ့စိတ်ဓာတ်ကိုပြောတာဒါကြောင့်မို့အတောတာဆိုတာ ဒေါသကင်းစင်တဲ့စိတ်နေသဘောဒါကိုမေတ္တာလို့ခေါ်တာတနည်းအားဖြင့်ဒီစကလုံးကမိတ်ဆွေတွေရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တာအဲ့ဒီမေတ္တာစိတ်ဖြင့်2024ခုနှစ်တနှစ်လုံးနေနိုင်အောင်လို့ကြိုးစားမယ်မေတ္တာရဲ့စံကျင်မဲ့ဒေါသဆိုတာကိုယ်ရင်နဲ့မဖြစ်အောင်ထိမ့်မယ်ဆိုတဲ့တဏိဋ္ဌာန်နေတဲ့ နေထိုင်အောင်ကြိုးစားပြီးတော့အထောက်ကြအောင်ဖြစ်တယ်။ကြိုးစားလို့ရှိရင်ဖြစ်ပါစန္ဒနမတေကနေခြင်းနဲ့စန္ဒနေပြအောင်ကြိုးစားတာဝိရိယစိတ်တကြံခိုင်နေတာကစိတ်တအသိပညာရှိတာကဝိမတ္တစန္ဒဝိရိယစိတ်တဝိမတ္တ ဒီတရားလေးမျိုးဥဆောင်ပြီးတော့ဆောင်ရနိုင်မယ်ဆိုရင်ဘဝဟာအမြင့်မြတ်ဆုံးဖြစ်တဲ့မေတ္တာစိတ်ဓာတ်ကိုရရှိမှဖြစ်တယ်။ကုသိုလ်တွေထဲမှာမြတ်စွာဘုရားကတန်မိုးထားပြီးတော့ဟောတဲ့ကုသိုလ်ဟာသမထကုသိုလ်တွေထဲမှာတန်မိုးထားပြီးတော့ဟောတဲ့ကုသိုလ်မေတ္တာပဲဖြစ်တယ်။နော်။ဘာကြောင့်လို့ဆိုရင်မေတ္တာဟာအမတ္တမအရေးကြီးတာဘူး။ ပေါင်းတင်ဆက်ဆံရေးမှာစိတ်တက်ကစားပြီးတော့မေတ္တာမပြတ်ဖို့မြတ်စွာဘုရားဟောတာဘလောတိအောင်ဟောတော့ဆိုမြတ်စွာဘုရားကအေးအလှူဒါနတွေဘလောက်ပဲလူလူအဲ့ဒီကုသိုလ်တွေကကုသိုလ်မဟုတ်ဘူးမဟုတ်ကုသိုလ်ရတယ်ကုသိုလ်ဖြစ်တယ်သူကုသိုလ်ဆိုတာသူ့အကျုံနဲ့သူဖြစ်တယ်ဒါပေမဲ့လို့အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်က ကိုကိုကိုမြတ်စွာဘုရားတအနံတော်ဘုရားရဲ့ဆုံးမတိုင်းနေပါမယ်ဆိုတဲ့တရဏကိုကိုသူတိလနဲ့ပြည့်စုံအောင် နေပါမယ်ဆိုတဲ့ငါးပါးတိလကုသူတရဏကုံတိလစောက်တည်တဲ့ကုသူကလောကမှာဝိจิตနာပဲဖြစ်စေပစ္စည်းဥစ္စာပဲဖြစ်ဖြစ်အမိတ္တဒါနလို့ခေါ်တဲ့လူတန်းတဲ့ကုသူတွေတဲ့သူကပိုကောင်းသွားတယ် ပိုမြင့်မြတ်သွားတယ်ပိုတန်ဖို့ရှိသွားတယ်လို့ပြောတာစိန်ဟာအပွင့်သေးသေးလေးပဲဖြစ်စေတန်ခင်းနဲ့ကြောက်နဲ့မနှမ်းရှင်လောက်တတ်ဖို့ကြည့်တယ်နော်လူရဲ့လက်ထက်မှာလည်းကင်သွားရုံနဲ့ရှားနိုင်တဲ့သေးသေးလေးဆယ်ပင်ကားကြီးတွေနဲ့တွဲကားကြီးတွေနဲ့တိုက်မရတဲ့ကြောက်တွေတတ်ဖို့ကြံတာกว่าတယ်အဲ့လိုတတ်ဖို့กว่าတော့ ဲ့တော့မြတ်စွာဘုရားကဘလောက်ထိအောင်ပြောတော့ဆိုရင်ဘလောက်ထိအောင်ဟောတော့ဆိုရင်ကတုခဏမတ္တံပိမတ္တံဘဝေတိကတုခဏဆိုအချိန်ပိုင်းလေးကိုတခုပြောတာကတုဆိုတဲ့စကားလုံးကိုတိပဲဖွင့်တဲ့အခါကာဆိုရနွားဒုခဏကတုခဏဒုခဏဆိုတာညစ်တာနွားနုတညစ် နွားတို့တညစ်ဆိုတာနွားရဲ့နှုတ်ကိုကင်ပြီးတော့တချိန်ဆွဲချလိုက်တဲ့အချိန်ပိုင်းကိုပြောတာနော်တချိန်လေးဆွဲချတဲ့အချိန်ပိုင်းလေးကိုပြောတာနွားတို့တညစ်အချိန်ပိုင်းလေးအတွင်းမှာပွားရတဲ့မေတ္တာသိပ္ပိနဲ့အဲ့လိုမြတ်ပါတယ်လို့ဟောတာကတ္တုဟနာပတ္တမိနောက်စကလုံးတစ်ခုကတော့ကတ္တုဟနာကိုခန္ဓာဟနာလို့ စကလုံးညာနီးတော့ခန္ဓာဟနာဆိုတဲ့အဓိပ္ပာယ်နဲ့ပြောရင်ခန္ဓာဥဟနာနန္တာတရှုခဏဆိုတာတဏ္ဍခါတို့အမွေကြိုက်တွေကိုတွေးကြောက်ပြေမမတွေးထားပြီးတော့လက်နှောင်းလေးနဲ့ယူပြီးနှာခေါင်းမှာမတိတ်ပြီးတော့တခါတစ်ချိန်ရှူလိုက်တယ်အဲ့ဒီအချိန်မိုက်လေးလို့ပြောတယ်ဒါဥပမာအနေနဲ့ပြောတာနွားနို့တညစ်သို့မဟုတ် နန္ဒတရှူဆိုတဲ့အချိန်လေးရတစ်စက္ကန့်ပြောတာပဲနော်ခုခေတ်စကားနဲ့ပြောမယ်ဆိုတစ်စက္ကန့်အဲ့ဒီအချိန်လေးတောင်းမပဲမေတ္တာစိတ်ဖြစ်လိုက်လို့ရှိရင်တမိုးမပြတ်နိုင်အောင်ကြီးမာပါတယ်လို့ပြောတယ်ဘာလို့လို့ဆိုမေတ္တာဝရဟာလောကကြီးကိုဖြည့်ဆည်းနေတဲ့သောတာကိုဟန်တာလိုက်တာပဲဖြစ်တယ် လောကကြီးကိုဖျက်ဆီးနေတာလူတွေမဟုတ်ဘူးဒေါသကဖျက်ဆီးနေတာဒေါသရှိတဲ့ပုဂ္ဂိုလ်ကလောကကြီးကိုဖျက်ဆီးတယ်ဒေါသမရှိဘူးဆိုမဖျက်ဆီးဘူးဒါကြောင့်မို့လူကဖျက်ဆီးတာမဟုတ်ဘူးဒေါသကဖျက်ဆီးတာဆိုဓမ္မဒိဋ္ဌံနဲ့ပြောမယ်ဆိုရင်လောကမှာလူတွေရံဖြစ်ကြတယ်မတည်ကြဘူးတနင်္ဂနွေတနင်္ဂနွေဆစ်ဖြစ်နေကြတယ်ဆိုတာဒေါသချင်းပြိုင်နေကြတာဒါဖြစ်တယ် တိုးတော့အဲ့ဒီဒေါသသည်သူကသူဖြစ်တာမဟုတ်ပဲနဲ့လူတွေရဲ့တဏ္ဍမဖြစ်တော့တရားခံအနေနဲ့ရှားလိုက်တဲ့ကလူတွေပဲတွားတွေ့တကယ်တရားခံစစ်ကတော့သူ့ရဲ့လှုပ်ဆော်မှုပြောမဲ့ဆိုရင်ဒေါသသည် နောက်ကနေကျူးဆွဲနေတဲ့လက်မဲကြီးပဲနော်ဒေါသကနေကျူးဆွဲလို့မဟုတ်တာလေလို့ လောဘကကျူးဆွဲလို့မဟုတ်တာတွေလုပ်တယ်ဒေါသကလုပ်လို့မဟုတ်တာတွေလုပ်တယ်အဲ့တော့လောဘဒေါသဆိုတဲ့ခိတ္တတာတွေဟာနောက်ကနေပြီးတော့လူတွေကိုခိုင်းနေတဲ့အရာသာဖြစ်တယ်ပုဂ္ဂိုလ်မဟုတ်ဘူးเนาะအဲ့တော့အဲ့ဒီနောက်ကအခုခေတ်ပြောတဲ့နောက်ကလက်မဲကြီးတွေကိုဖယ်ရှားဖို့အရေးကြီးတယ်เนาะဒေါသဆိုတဲ့လက်မဲကြီးဖယ်လိုက်လို့ရှိရင်တယောက်နဲ့တယောက်ရံဖြစ်တာရှိတော့ မတမငြိမ်ချမ်းသွားမယ်။ဒါကြောင့်ဘုမြတ်စွာဘုရားကမေတ္တာပါဝိတ္တပါဒောသတပါဏာယမုံစိတ်ဒောသကိုဖယ်ရှားပြစ်ဖို့ရှင်နဲ့နှလုံးနဲ့မှာမေတ္တာနဲ့အစာထိုးတိဆောက်ပါလို့ပြောတယ်။အော်ဒီလိုနှစ်သိအခါသမ ्या ကစာပြီးတော့သရဝရရဲ့ကျိုးစီပွားကိုလိုလားတဲ့မေတ္တာစိတ်လေးဖြစ်အောင်ကြိုးစားလိုက်ပါ ဖြစ်လာလို့ရှိရင် နွားနုတညစ်နှစ်တဲ့အချိန်ပိုင်းလေးတစ်စက္ကန့်အချိန်ပိုင်းလေးပဲဖြစ်စေနန်းသာတရှူအချိန်ပိုင်းလေးပဲဖြစ်စေဖြစ်လိုက်တဲ့မေတ္တာစိတ်ဓာတ်အလုံးကောင်းပါတယ်အဲ့လိုခေါ်တာပြဆရာအဲ့တော့တခြားတရားတွေတဲ့ဒီမေတ္တာတရားကိုပြဆရာတတ်မှုထားပြီးခေါ်တာနောက်ပြီးတော့ယဟန်တွေကိုခေါ်တာရှိသေးတယ် ယဟန်တော်တွေဟာသူများလှူတာတွေစားတော့ပြီးတော့နေကြတယ်သူများဆောက်ပေးတဲ့ကြောင်ပေးတဲ့အဝတ်ကျွေးတဲ့အစာနော်ထောက်ပံ့တဲ့ဆေးဝါးယဟန်တွေရဲ့ယဟန်တော်ငါတွေရဲ့အသက်ရှင်မှုသည်ပရပတိပတ္တာသူများတွေပေါ်မှာမိခိုးပြီးတော့အသက်ရှင်ရတာဖြစ်တယ်အဲ့ဒါတို့မိခိုးပြီးတော့အသက်ရှင်နေတာကို အတိတ်ပဲရှိရှိအသက်ရှင်ဖို့အတွက်မြတ်စွာဘုရားကပါဟောတော်အကျိုးရှိရှိဟောတဲ့အခါမှာဣစရာသင်္ကာတမတ္တပိစေဘိက္ခုမေတ္တာပါဝေတိတဲ့တံပိုးရှိရှိထိုက်ထိုက်တန်တန်တက္ကရမတိလူတန်းနဲ့စံသင်္ကန်ကြောင့်စီပစ္စည်းတွေပါကုန်သုံးနာဟာ 干部嘻嘻，同样要破格。来晓得的，请你们批评，没得不来吧？哦，哎，你到哪里啊？哎，无锡的，喏，没得的，请来晓得的，请到浙江来吧？浙江的，没得不来吧？哎，没得不来就是，对，好吧？ ိုင်သူပြည်သားတွေကလှူတာကိုစားတိုက်ပြီအလကစားတယ်လို့ပြောလို့မရဘူးတုံ့ပြန်မှုတွေကိုမြတ်စွာဘုရားပြောတာနော်မေတ္တာပွားလိုက်လို့ရှင်အလုံးစားတိုက်တဲ့အဤချင်းကိုယ်တဏ္ဍမှာဖြစ်သွားပြီ လုံလောက်တဲ့အတိုင်းတခုဖြစ်သွားပြီဘာလို့လုံလောက်တဲ့အတိုင်းဒါဖြစ်တော့ဆိုလို့ရှိရင်မေတ္တာပွားလိုက်တာနဲ့တပြိုင်နက် ကုသိုလ်ပြုလုပ်တဲ့ပုဂ္ဂိုလ်မှ reaction ဆိုတဲ့တုံ့ပြန်မှုတွေဟာအကောင်းနဲ့ရသွားနိုင်တယ်။အဲ့ဒါဆိုလို့တဲ့။အမြန်တရားမှုဆိုလို့တာကနှုတ်နဝအကျိုးရှိတယ်။ကိုကတက္ကရမရရဲ့ပစ္စည်းကိုယန္တန်ကကတက္ကရမရရဲ့ပစ္စည်းကိုတုံးလိုက်တယ်။ကိုချင်းတိလာမရှိပဲနဲ့တုံးလိုက်လို့ရှိရင် ဒီအနေတုံ့ပြန်သွားမယ်အကျိုးဟာနေသွားတယ်တုံ့ပြန်မှုအနေတမျက်သက်ရောက်မှုကအနေသွားတယ်ကိုကမေတ္တာပွားပြီးတော့ဒုက္ခလိုက်မဲ့ဆိုရင်တမျက်သက်ရောက်မှုကအပြည့်ဝရသွားတယ်နော်အပြည့်ဝရသွားသည့်အတွက်ကြောင့်မြတ်စွာဘုရားကလက်ဖြစ်တဲ့အချိန်တည်းလေးဖြစ်စေမေတ္တာပွားလိုက်ပါ မေတ္တာပွားလိုက်လို့ရှိရင်ရှန်တန်ဃာနေနဲ့တက္ကရမရလူတဲ့ပစ္စည်းကိုစားတိုက်သွားပြီတုံ့ပြန်မှုအားရအပြေဝါရစေသွားပြီလို့ဒီလိုပြောတော့တာနော်အဲ့တော့မေတ္တာတရားရဲ့အကျိုးကျေးဇူးကိုမြတ်စွာဘုရားအထုတို့သုတ်တယ်နေမှာဟောတာမေတ္တာကို စနစ်တကျခိုင်ခိုင်မာမာအစင်တော်ရာ လက်သုံးထားပြီးတော့ပွားမယ်ကိုယ့်ရဲ့စီးစရာယင်ပမာမေတ္တာကိုကိုလိုသလိုကားရှိတဲ့သူကကိုသွားတဲ့နေရာကားနဲ့သွားသလိုပဲကိုဘုမာမေတ္တာဆိုတဲ့ကားကြီးကိုစီးပြီးတော့နေရာတိုင်းမှာသွားလို့ရအဲ့ဒါတို့သွားနိုင်ပြီဆိုလို့ရှင်ฉันน่ะไอ้เสฉันน่ะเลยดูไอ้เมสุกินส่งยินน่ะเปีย လူသားလည်းချစ်နတ်လည်းချစ်လျက်လက်နဲ့စိတ်မိပြီးသည့်တပြားမျက်နာရှင်ကြီးတည်ကြီးနှလုံးသိဆုံးမတွေ့သိတင်ပြပါဆိုတဲ့မေတ္တာကျုပ်၁၁မျိုးရရှိနိုင်တယ်လို့ဒါကကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုရဲ့တမန်တရားလာနိုင်တဲ့အကျိုးတွေကိုမြတ်စွာဘုရားပေါ်ပြနော်အဲ့ဒါမေတ္တာနဲ့ပတ်သက်ပြီးတော့ဟောတာ တခြားကုသိုလ်တဲ့ကိုပို့ပြီးတော့မြတ်စွာဘုရားကမေတ္တာကိုထားဖို့ဟောတာဖြစ်လို့ဒီကနေ့2024ခုနှစ်ဇန်နဝါရီလ1ရက်365ရက်ရက်နံပါတ်1တက္ကစားတဲ့နေ့မှာအခုလို့ဒီတနေ့လုံးဟာ တို့တယ်လေမေတ္တာမပြတ်ပွားပြီးတော့ပြမဝိရတရားနဲ့နေနိုင်အောင် ကြိုးစားအထောက်ကြမယ်လို့အဋိဋ္ဌံတာတဲ့နဲ့ပေါ့နော်အဋိဋ္ဌံတာလိုက်မယ်ဆိုရင်ခန္ဓာပြောရတဲ့အကျိုးချေစုတွေဟာကိုယ်တဏ္ဍမှာအပြည့်ဝရလာအဲ့တော့မေတ္တာဆိုတဲ့ကုသိုလ်ဟာကုသိုလ်တွေထဲမှာသီလကုသိုလ်တွေလည်းမြတ်တယ်ဒါနာကုသိုလ်တွေလည်းမြတ်တယ်သီလကုသိုလ်တွေလည်းမြတ်တယ်အကောင်းဆုံးလုပ်ခြင်းမေတ္တာပွားပါဒါဖြင့် ထီးတဲ့ကောင်းတာရှိသေးလားရွှေတဲ့ကောင်းတာစိမ့်ရှိသေးတယ်ဆိုတော့အဲ့တော့ထီးတဲ့ကောင်းတာရှိသေးလားထီးတဲ့ကောင်းတာကုသိုလ်ကတော့ရှိသေးတယ်အဲ့ဒီကုသိုလ်ကတော့တခြားမဟုတ်ဘူး2023ခုနှစ်ဆိုတဲ့နှစ်ဟောင်းကြီးကုန်းသွားသလို2024ခုနှစ်ဆိုတဲ့ဒီနှစ်ကြီးဟာလည်းပဲတနေ့ပြီတနေ့ကုံဆုံးသွားအောင်မှာပဲဖြစ်တယ် ဝယဓမ္မသင်္ခါရာအကြောင်းတွေကဖဏိထားတဲ့တရားမှန်သမျှပျက်စီးသွားတဲ့သဘောရှိတယ်အဲ့ဒီပျက်စီးခြင်းဆိုရက်မမြဲတဲ့သဘောတရားကိုမကြော်လွန်နိုင်ဘူးအဲ့ဒီသဘောတရားကိုတတိနဲ့အတိရှိရှိ နေတဲ့ဝိပဿနာကုသိုလ်ကမေတ္တာကုသိုလ်နဲ့ပြတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မေတ္တာကုသိုလ်က တွေ့တာမှုကိုကြော်လွားနိုင်မှာမဟုတ်ဘူးဝိညာဓမ္မသင်္ခါရနော်သင်္ခါရမှန်သမျှဟာပျက်စီးတဲ့သဘောရှိတယ်တပိသင်္ခါရအနေစာ သင်္ခါရတရားမှန်သမျှဟာ ကုံဆုံးသွားမှာပဲမမြင်တဲ့သဘောရှိတယ်ဆိုတဲ့အတိညာဏ်ကပေါ့ခေါနာမေတ္တာနဲ့ပို့မြတ်တယ်ဘာကြောင့်မြတ်တုံးဆိုလို့ရှိရင် အဲ့ဒီလိုတွေ့တော့ဆင်ញင်နိုင်မှတွေ့တာမှုဓမ္မမှုဆိုတဲ့တဏှာကိုဆွန့်လွတ်နိုင်မှဖြစ်တယ်။တဏှာဆွန့်လွတ်မှတဏှာကုံရနိဗ္ဗာန်နဲ့ပူနေသွားတာဖြစ်တယ်။နော်။တဏှာခံနေလို့ရှိရင်နိဗ္ဗာန်အဝေးနေဥမ္မာပဲ။မြင်မှာမဟုတ်ဘူး။ကိုယ်မြင်ခုံမွေးကိုယ်မမြင်ရသလိုပဲ။နိဗ္ဗာန်ဟာကိုယ်နဲ့ဘလောက်နီးနီး တဏှာတို့အဝိဇ္ဇာတို့ကကွဲနေလို့ရှိရင်မမြင်နိုင်ဘူးအဲ့ဒီမမြင်နိုင်တဲ့ဟာကိုမြင်အောင်လုပ်လိုက်တာကတော့ပေရမမမြင်ဘူးလို့သိတဲ့ဝိပဿနာအတိသည်ခုနကမေတ္တာနဲ့ပို့ပြီးတော့တံပိုးချီမှသွားပါတယ်လုံးလို့ရတဲ့ကုသိုလ်တွေမှာ ဝေယဓမ္မသင်္ခါရသဗ္ဗေသင်္ခါရနေသသဗ္ဗေသင်္ခါရဒုက္ခလို့ဆင်ញင်စဉ်းစားနိုင်တဲ့ဝိပဿနာညာဝိပဿနာအတိသည်ပို့ပြီးတော့အကောင်းဆုံးဖြစ်တဲ့ကုသိုလ်ပဲဖြစ်ပါတယ်နော်အဲ့ဒီကုသိုလ်ကိုလည်းအခု2023ခုနှစ်ကုံဆုံးသွားတာကိုအယုံပြုပြီးတော့အခုရောက်ရှိလာတဲ့2024ခုနှစ်လည်းကုံသွားအောင်မှာပဲဖြစ်တယ် တို့တွေဟာ2023ခုနှစ်တုန်းကတို့ရဲ့တဏ္ဍာမှာဖြစ်တဲ့ယုတ်တိနန္ဒီဟာသွားပြီပြန်ယူလို့မရတော့ဘူးအလုံးအကုန်ဆုံးသွားပြီ has come forever ပဲရောမပြတ်မလာတဲ့အချိန်ကိုရောက်သွားပြီထို့တူပဲအခုရောက်နေတဲ့ယုတ်တိဟာလည်းပဲဒီလိုပဲကုန်သွားအောင်မှာပဲပြန်ယူလို့မရတဲ့ဟာတွေပဲဖြစ်တယ်တဖြည်းတဖြည်းတို့ဟာရှစ်တိုးပြီးတော့ နောက်ဆုံးမှာနောက်ဆုံးတသက်အချိန်ကိုသွားနေကြတာဖြစ်တယ်လို့တတိသံဝေကထားပြီးတော့ကိုယ့်ရဲ့တဏ္ဍမဖြစ်နေတဲ့တွေ့တာမှုတွေကိုရှင်းချမှာတွေ့တာမှုရှင်းချမှာမုံတိမှုဆိုတာလည်းပြောင်းပြဲတာဖြစ်တယ်တွေ့တာနေသေးလို့ရှိရင်မုံတိမှုကလာနေဥမာပဲအဲ့ဒါကြောင့်မလို့တွေ့တာမှုပျောက်သွားလို့ရှိရင်မုံတိမှုလည်းမလာတော့ဘူး ကြံတဲ့အကုသိုလ်တရားတွေလည်းကိုယ်တဏ္ဏမှာဖြစ်ဖို့ရအခွင့်အရေးတွေနေသွားပြီးတော့နောက်ဆုံးမှလုံးဝမဖြစ်နိုင်တဲ့အခြေအနေတရားရောက်သွားနိုင်တယ်။ဒါကြောင့်ဝိပဿနာကုသိုလ်တည်းအမြင့်ဆုံးအမြတ်ဆုံးကုသိုလ်လို့ပြောတာ။ဝိပဿနာနဲ့ကပ်နေတဲ့ဒီအသည့်ဟာပို့ပြီးတော့ရင့်ကျက်လာလို့ရှိရင်နိဗ္ဗာန်မြင်ဖို့အတွက်ကိုယ်နဲ့ကပ်နေပြီလို့ဆိုလို့ဒါကြောင့်ပေါ့အကောင်းဆုံးကုသိုလ်လို့ပြောတာ။ ဖြစ်ပြည့်မြင်မှာသင်္ခါရကိုဆုံးသွားမှာဆုံးသွားတော့မှဒုက္ခကအဆုံးသတ်ဒုက္ခအဆုံးသတ်သွားရင်နိဗ္ဗာန်ကိုမြင်တာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့နောက်ဆုံးအသည့်ကတော့တရဝဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးရုံဏံလို့ဆိုတဲ့ဒုက္ခသာရှိတယ်အဲ့ဒီဒုက္ခကိုဒုက္ခဖြစ်အောင်ပြောင်းလဲလို့မရဘူးနိလန်လည်းမရှိဘူးလုံနိုင်တဲ့သူလည်းမရှိဘူးအဲ့တော့ ဒီဒုက္ခကို ပထမသိအောင်လုပ်အောင်ကိုရထားတာဒုက္ခရထားတယ်ဆိုတာသိအောင်လုပ်အောင်မယ်သိပြီးရင်အဲ့ဒီဒုက္ခကို အဆုံးသတ်အောင်လုပ်အောင်အဲ့ဒါဟာမြတ်စွာဘုရားကဒုက္ခကို အဆုံးသတ်ဖို့ပဲကရှိပါဦးခြင်းဒုက္ခဆိုတာဘာပြောတာတော့လို့ဆိုရင်ဝေဒနာခံစားရတာကိုပြောတာမဟုတ်ဘူးဒီနေရာမှာဒုက္ခဝေဒနာကိုပြောတာမဟုတ်ဘူး မမြဲတဲ့သဘာဝကြီးကိုဒုက္ခလို့ပြောတာသဗ္ဗေသင်္ခါရဒုက္ခလို့ခေါ်နေတာသဗ္ဗေသင်္ခါရဒုက္ခနဲ့ဒုက္ခဝေဒနာနဲ့မတူဘူးပေါ့နော်သဗ္ဗေသင်္ခါရဒုက္ခသည်ထာဝရမဟုတ်လို့မမြဲလို့အမြဲတမ်းပြောင်းလဲနေလို့သူ့ကိုဒုက္ခလို့ပြောတာအဲ့ဒီဒုက္ခကြီးအဆုံးမတတ်ပခြင်းဘဝမှာဘယ်သူမှထာဝရမရှိဘူးအလုံးဟာ အချိန်နဲ့တပြေးညီပြောင်းလဲနေတယ် time is fleeting time is fleeting a change ဆိုတာဖြတ်ခနဲ့ဖြတ်ခနဲ့ကုန်သွားတာပြန်တန်းနေတယ်လို့ပဲဖြတ်ခနဲ့ရိတ်ခနဲ့ဆိုကုန်သွားပြီလူတွေအသာကြားတဲ့ထင်တာလေးနိုင်ပြီးကိုကြည့်လိုက်ချ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 က်နဲ့သွားလာတာအချိန်လေးကုန်နေတာပဲလေး အဲ့ဒီအချိန်နေကုန်းနေတာလေကို time is fleeting ဆိုတာလေကိုအမြဲတမ်းတတိရှိပြီးတော့ကုန်းနေတဲ့အချိန်နေအတွင်းမှာတို့ဘာလုပ်မလဲတတ်မှုရှိတဲ့အလုပ်လေးကိုဘာလုပ်မလဲဆိုတာကိုတတိရှိတာအပမရအဲ့ဒီတတိကိုအကြောင်းပြုပြီးတော့ကိုယ့်ရင်ထဲမှာအသိရအောင်ကြိုးစားမယ်ပညာရအောင်ကြိုးစားတယ်အဲ့ဒါကိုမြတ်စွာဘုရားကဟောတာအပမဒေနသဗ္ဗရေထာ တတိနဲ့ကိုရင်နဲ့မှပညာပြည့်စုံလို့ကြားလို့ပြောတာရှောင်းအောင်တတိကဒီနေရာမှာမိရိယာမိရိယာပေါ့နိလန်ပေါ့နော်တတိရှိနေမှအတိဆိုတာဖြစ်တယ်တတိမရှိရင်အတိဟာမရှိဘူးဒါကြောင့်မို့တတိရှိခြင်းကအတိဖြစ်ဖို့အတွက်ပညာဖြစ်ဖို့အတွက်ပညာကအမှန်သိဖို့အတွက်ဖြစ်တယ် ဒါကြောင့်မို့ဒီနှစ်ခုပေါင်းဆက်ပြီးတော့ကောင်းမြတ်တဲ့ရလတ်တွေထွက်အောင်မြတ်စွာဘုရားကအကျိတ်ကြီးတတိပေးဆုံးမဲ့ခဲ့တာကတော့အပမာဒိနာသမ္ပါဒိဋ္ဌာဒီ2024ခုနှစ်ဟာလည်းပဲ2023ခုနှစ်လိုပဲဖြတ်ခနဲ့ကုန်သွားအောင်ပါပဲအဲ့ဒီကုန်သွားတဲ့အချိန်နေမှာနော် မိမိလျော်လျော်နဲ့ဖြတ်ကျော်သွားမယ်ဆိုရင်ဘာတစ်ခုမှရလိုက်မှာမဟုတ်ဘူးအလုံးဟာပျက်စီးသွားမှာပဲဖြစ်တယ်ကုံဆုံးသွားမှာဖြစ်တယ်အဲ့ဒီကုံဆုံးမသွားခင်ဒီအတွင်းမှာဖြတ်ခနဲ့ကုံသွားတဲ့အချိန်ပိုင်းလေးအတွင်းမှာအကောင်းဆုံးနေရလိုက်အောင်တို့တွေတို့ကြိုးစားအထောက်ကြမယ်လို့မြတ်စွာဘုရားမိန့်ပါတယ်အပမဒိနသမ္ပါဒိဌအပမရတရားဖြင့်တိ ပြည့်စုံအောင်တတိတရားကိုတကင်ထားပြီးတော့ဝိပဿနာအတိကုသိုလ်နဲ့ပတ်သက်တဲ့အတိကျိုးရှိတဲ့အတိတရားတွေကိုတိဆောက်နိုင်ကြပါစေကုန်တည်း